်အားလုံးပဲမင်္ဂလာပါဒီနေ့ဒေါသနဲ့ပတ်သက်ပြီးဓမ္မလက်ဆောင်ပေးလိုပါတယ်ဒေါသောအထံနာသာနာတိဒေါသောဒေါသတိအထံအကျိုးကိုနာသာနာတိမတိဆိုတဲ့အတိုင်းဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာအကောင်းအဆိုးအကြောင်းကျိုးကိုခွဲခြားပြီးမသိပါဘူးအဲ့ဒီဒေါသတန်လန်းနဲ့သိမယ်ဆိုရင်ငရဲတို့ကြာရောက်ရပါတယ် ဒေါသဘာကြောင့်ဖြစ်ရတာပါလဲဒေါသဖြစ်စေနိုင်တဲ့အကြောင်းရင်း6ပါးရှိပါတယ်အဲ့ဒီအကြောင်းရင်း6ပါးကဘာတွေလဲဆိုရင်၁အကောင်းမြင်ဝါဒနယ်လွန်ခြင်း၂နှလုံးသွင်းမှန်မှန်ခြင်း၃မေတ္တာတရားမရှိခြင်း၄မိမိကိုယ်ကိုဗဟုပြုလွန်းခြင်း၅တတိတရားမရှိခြင်း၆ အရာရာမှာငါဆွဲအပ်တာအာကြီးခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဒေါသကိုဖြစ်စေနိုင်တဲ့အကြောင်းရင်း6ပါးပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းရင်း6ပါးရှိနေသေးတဲ့၍ဒေါသရှိနေအောင်မှာဖြစ်ပြီးဒေါသရှိနေသေးတဲ့၍မကောင်းကျိုးကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မကောင်းကျိုးကိုဖြစ်စေနိုင်တဲ့ဒီဒေါသကြီးအကြောင်းရင်း6ပါးကိုပယ်သက်နိုင်အောင်ကြိုးစားကြပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။